မိုးလေဝသနဲ့ပညာရှင်ကြီးတွေက ထုတ်ပြန်လာခဲ့တာပဲဖြစ်ပါတယ်ဒါအပြင်ရန်ကုန်မြို့အနိမ်ပိုင်းရပ်ကွက်တွေမှာရေကြီးနိုင်ပြီးမင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေဝေလိုင်းဟာဒီကနေ့မှာလေဖိအားနည်းရဝန်ဖြစ်လာပြီးနောက်48နာရီအတွင်းဆိုင်ကလုံးမုန်တိုင်းဖြစ်ပေါ်လာနိုင်မှာဖြစ်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအတည်ပြုထားပါတယ်ဒါကြောင့်မလို့ယနေ့မှစပြီး9ရက်6လ2025 ယနေ့အတွင်းမိုးရသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ရေကြီးခြင်းမြေပြိုခြင်းနဲ့နေပြင်းတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အဆောက်အုံများတစ်ပင်တစ်ကိုင်းများဖိုင်ဘာလိုင်းနဲ့လျှက်စစ်တအားလိုင်းများပြိုကျရင်လဲခြင်းစသောတဘာဝဘေးအန္တရာယ်တို့ဖြစ်ပေါ်နိုင်တဲ့အတွက်ကြောင့်နဲ့ကုန်းမြင့်ဒေသများအနီးတွင်နေထိုင်ကြသူများအနေဖြင့်မိုးကြိုးပစ်ခြင်းနှင့်မြေပြိုမှုအန္တရာယ်ကြုံတွေ့ရနိုင်ပြီး မြမကံယူရန်တလျှောက်မြင့်ငယ်ချောင်းငယ်များအနည်းနှင့် မြေနေပိုင်းတွင်နေထိုင်ကြသူများအနေဖြင့်နေပြင်းအနေရနှင့်ပြည့်တပြက်ရေကြီးရေရှမ်းမှုအနေရတို့ကိုကိုလည်းကြိုတင်သတိပြုနိုင်ဖို့အတိပေးလိုက်ရပါတယ်ဒါအပြင်စိုက်ပျိုးမွေးမြူတောင်သူများအပါဝင်ပြည်တွင်းလေကြောင်းပြန်တန်းရေးပြည်တွင်းရေကြောင်းသွာလာရေးမြမကံယူရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပင်တို့ရှိကန်ဒီကန်ဝေးငါးဖန်းရေရင်များဆက်လေများတင်မောများအနေဖြင့်လည်းအထူးသတိပြုနိုင်ပါယင် အထူးသတိပေးချက်ထုတ်ပြန်ထားခဲ့တာပဲဖြစ်ပါတယ်။မြေနေပိုင်းနေထိုင်သူများနဲ့ကုန်းမြင့်ပိုင်းနေထိုင်သူများလည်းတဘာဝဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ကြဖို့သတိပေးလိုက်ရပါတယ်။